မြန်မာနိုင်ငံရေးတုံးသက်ချက်တွေကိုကျွန်တော်မတင်ပြနိုင်တာနှစ်လကြာသွားပါပြီ။အဲ့ဒီပြက်ကွက်မှုတွေပေးတတ်များအားလုံးကိုမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးကိုကျွန်တော်တောင်းပန်ပါတယ်။ဒီလိုအချိန်ဒီလိုကာလမှာဒီလိုနိုင်ငံရေးခေတ်ဆိုးကြီးထဲမှာကျွန်တော်ဟာဒီလိုလူတစ်ယောက်ဖြစ်ရှိနေတာကိုကဒီလို့လောက်ရမဲ့သူတစ်ယောက်ဖြစ်နေကျွန်တော်ကိုသတ်မှတ်ပြီးသားပြဋ္ဌာန်းထားပြီးသားပါ။အဲ့ဒါဟာကျွန်တော်ရဲ့ကံကြမ္မာပါပဲ။ကျွန်တော်အပေါ်မှာအချိန်နေအရရကနေပြီးတော့ပေးရလိုက်တဲ့တာဝန်တစ်ခုလိုပဲကျွန်တော်မှတ်ယူပါရတယ်။အဲ့ဒါကြောင့်လဲ ကျမရေးကိစ္စအပါဝင်အခက်အခဲအမျိုးမျိုးတွေရှိတဲ့ကြားကကျွန်တော်ရောက်အောင်ပြန်လာတာဖြစ်ပါတယ်ပြက်ကွက်ခဲ့တာတွေအတွက်လည်းတောင်းပန်ပါတယ်ကျွန်တော်ကျမရေးအတွက်စိုးရင်ပူပန်ပြီးတော့ကြတော့မေးမြန်းကြတဲ့သူတွေအများကြီးရှိပါတယ်အဲ့ဒီလူတွေအလုံးကိုလည်းဒီနေရာကနေပြီးတော့တစုတပေါင်းနဲ့ကျေးဇူးတင်ချောင်းကျွန်တော်ပြန်ပြီးတော့ကြတော့ပြောပြရစီနောက်မှမှန်မှန်အချိန်မှန်မှန်တင်ပြပေးပါမယ်လို့ဂရိအကုန်မပေးနိုင်ပေမဲ့တတ်နိုင်သလောက်အကောင်းဆုံးဖြစ်အောင် စူးစမ်းပြီးတော့အလုပ်လုပ်ပါမယ်လို့တော့ဂရီးပြုပါတယ်အခုလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်တဲ့သုံးသက်ချက်တခုကိုစတင်ကြအောင်ပါတမိုင်းဖြစ်စဉ်တွေမှာအေကန်သဘောနဲ့အနေကန်သဘောဆိုတာရှိပါတယ်ဆိုလိုတာကကျွန်းပိုင်းရှင်တွေကိုကျွန်းတွေကတိုက်ခိုက်တာအောင်းနိုင်တာဟာအေကန်သဘောမဟုတ်ချသဘောပါရှောင်လွဲလို့မရပါဘူးဒါပေမဲ့ကျေးကျွန်းတွေကငုတ်တုတ်ထိုင်လက်ပိုက်ကြည့်နေပြီးတော့အောင်းနိုင်သွားကြတာမဟုတ်ပါဘူးအသက်သွေးကြီးအများပြားပေးဆက် တော်လှန်ပြီးတော့မှခက်ခက်ခဲခဲအောင်နိုင်ကြရတာပါကျွန်တော်တို့မျက်မှောက်ခေဆက်အနာရှင်စက်ကျင်ရေးတော်လှန်ရေးဖြစ်စင်ပါလေတခြားသမိုင်းဖြစ်စင်နေလို့ပဲဧကန်သဘောနဲ့အနေကန်သဘောဆိုတာရှိပါတယ်တော်လှန်ရေးမုတ်ချအောင်ရမယ်လို့ပြောတာဟာဧကန်သဘောကိုကျွန်တော်တို့ပြောနေတာပါမတရားအုပ်ချုပ်မင်းမှုဗိုလ်ကျနေတဲ့ဆက်အနာရှင်စနစ်ကိုအဖိနှိတ်ခံပြည်သူတွေကတော်လှန်နဲ့တော်လှန်ရေးဟာတနေ့မှမုတ်ချကိုအောင်မြင်ရမှာပါပြည်သူတွေကခေါင်းငုတ် လက်ပိုက်ပြီးတော့ငိန်ခံနေကြမှာမဟုတ်တဲ့အတွက်အောင်ကိုအောင်ရမှာပါဒီနေ့ချိန်မှာ လူငယ်တွေပြောနေကြတဲ့နိုင်မလားမနိုင်ဘူးလားမမင်းနဲ့မနိုင်မချင်းတိုက်မှာဆိုတော့စိတ်တက်ဟာအဲ့ဒီသဘောတရားကိုသူတို့နီးသူတို့ဟန်နဲ့ဖော်ပြပြောဆိုနေကြတာပါဒါပေမဲ့တော်လိုင်းရဲ့မုတ်ချအောင်မြင်မယ်ဆိုတာဟာဘာမှမလုပ်ဘဲနဲ့ခေါင်းငုံခန်းနေရင်လက်ပိုက်ပြီးကြည်နေရင်လေအလိုလိုအောင်မြင်သွားလိမ့်မယ်ဆိုတော့အတိတ်ပဲမျိုးတော့မဟုတ်ပါဘူး တက်ယူမှအောင်နိုင်မှာပါဒီဒီချိန်မှာခေါင်းငုံလက်ပိုက်ပြီးတော့ကြည်နေကြမယ်ဆိုလို့ရှိရင်ဒီဒီချိန်မှာအလျှော့ပေးအညံ့ခံမယ်ဆိုလို့ရှိရင်ဒီဒီချိန်ရှုံးသွားတယ်ဆိုတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ပြည်သူလူထုကတက်သက်လုံးရာသပံကာလတစ်လျှောက်လုံးခေါင်းငုံပြီးတော့ငြိမ်ခံနေမှာမဟုတ်ပါဘူးဘယ်ပြည်သူမှငုံခံပြီးတော့တားစင်မြေဆက်လူညွန်အတုံးမခတ်ပါဘူးအဲ့ဒါကြောင့်တော်လန်ရေးဟာတနေ့နေ့မှာမုတ်ချအောင်ကိုအောင်မြင်ရမယ်လို့ ပြောနေတာပါမုတ်ချအောင်မြင်ရမယ်ဆိုပေမဲ့ဒီခေတ်ဒီသမိုင်းကိုရင်းနေတဲ့လူငယ်တွေရဲ့ဆွဲသက်တည်လူငယ်တွေရဲ့နိုင်ငံရေးအမြင်လူငယ်တွေရဲ့စိတ်ဓာတ်အပေါ်မူတည်ပြီးတော့အချိန်အနည်းမြန်ကြွားချနိုင်ပါတယ်ရုပ်ပိုင်းဆိုင်ရာအခြေအနေခေါင်းဆောင်တဲ့လူတွေရဲ့နိုင်ငံရေးအမြင်ကျယ်မှုနဲ့နိုင်ငံရေးတက်လီပေါ်မှာလည်းမူတည်ပါသေးတယ်နိုင်ငံရေးအခြေအနေတွေနဲ့နိုင်ငံတကာအခြေအနေတွေကိုနိုင်ငံရေးခေါင်းဆောင်ပိုင်းကအမှန်မှန်ကန်ကန်သုံးသပ်ကင်တွယ်နိုင်စွမ်းရှိမရှိဆိုတာတွေအပေါ်မှာလည်း မူတည်ပါလိမ့်တယ်ဒါကအနေကံသဘောပါအနေကံဆိုတာကဧကံရဲ့စัจကျင်ဘက်နာဧကံအနေကံလို့ပြောတာပါအလကားနေရင်မုတ်ချသူ့အလိုလို ဖြစ်နေမှာတော့မဟုတ်ဘူးလို့ပြောတာပါအဲ့ဒါလို့မဟုတ်ဘဲနဲ့လှုပ်လှုပ်မလှုပ်လှုပ်တော်လန်ရေးဆိုတာမုတ်ချအောင်ကိုအောင်ရမှာပဲဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့အပင်ပန်းခံပြီးတော့လုံနေဖို့လုံပါလေကော်ဖီလေးတစ်စိမ့်စိမ့်တောက်ပြီးတော့ထိုင်ကြည့်နေအောင်ပဲပေါ့ ဒီစစ်အာဏာရှင်တွေဘလောက်တောင်မိုက်လုံးကြီးနိုင်ကြအောင်မလဲမိုက်ကြစမ်းကွာတနေ့မင်းတို့အလိုလိုပြက်စီးမှာပဲဆိုပြီးတော့ကျွန်တော်တို့ကလက်ပိုက်ထိုင်ကြည့်နေုံပဲပေါ့အဲ့ဒါလိုလက်ပိုက်ကြည့်နေလို့မရပါဘူးကိုယ်တိုင်လောက်ကြမှာအောင်မြင်မှာပါအဲ့ဒါကြောင့်တော်လှန်ရေးဟာမုတ်ချအောင်မြင်ရမယ်ဒါပေမဲ့အောင်မြင်အောင်လောက်ကြမှာအောင်မြင်မယ်လို့ပြောချင်ပါတယ်အောင်မြင်အောင်မလုပ်နိုင်လို့ရှိရင်10နှစ်လဲကြာသွားနိုင်ပါတယ်နှစ်90လဲ ကြာသွားနိုင်ပါသေးတယ်။မုတ်ချအောင်မြင်မှာ ဖြစ်ပေမဲ့အချိန်တွေတော်တော်များများကြန့်ကြာသွားတယ်ဆိုတာမျိုးဖြစ်နိုင်ပါတယ်။တွစ်တုံညာနှစ်ခုဆက်စည်ရေးမှာတော်လိုင်းရေးအင်အားစုတွေဘက်ကပြောင်မြောက်တဲ့လှုပ်ဆောင်ချက်တွေကိုပြသနိုင်ခဲ့ပါတယ်။စေအုပ်စုဟာမျက်လုံးပြူမျက်စံပြူဖြစ်သွားရအောင်ကတောင်းကနေဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့စေအုပ်စုဟာသူတို့ရဲ့စေအားနည်းချက်ကိုဖာထေးပြုပြင်နိုင်ခဲ့ပါတယ်။ပထမအချက်ကတော့စစ်မှုထမ်းဥပဒေကိုအသုံးပြုပြီးတော့စစ်သားအများပြားကို အရမစူဆောင်လိုက်နိုင်ပါတယ်စစ်မှုထမ်းဥပဒေကိုသူတို့စစ်အုပ်စုကဇွတ်ကြိုးစားအကောင့်ထဲဖို့နေတာကို မြင်နေပါရဲ့နဲ့တော်လိုင်းရဲ့ဘက်ကရအောင်မတားလိုက်နိုင်တာဟာတော်လိုင်းရဲ့တစ်ခုလုံးအတွက်သိပ်နစ်နာသွားပါတယ်ဒုတိယတစ်ချက်ကတော့စစ်အုပ်စုဟာဒရုန်းနဲ့နီးပညာကိုတဆင့်မြင့်တင်လိုက်နိုင်ပါတယ်အဲ့ဒါဟာတစ်တုံညာနှစ်ခွမှာသူတို့အကြီးကျယ်ခံစားခဲ့ရတဲ့အားနည်းချက်ကြီးကိုပြင်ဆင်လိုက်တာပါအဲ့ဒီနှစ်ချက်ဟာ ဘုံဘုံလဲပြိုကန်ဤဖြစ်နေတဲ့စေုပ်စုကိုနလန်ထစေတဲ့အချက်ဖြစ်ပါတယ်။တရုတ်ကိုနိုင်ငံရေးအရာချင်းကပ်လိုက်နိုင်တာတရုတ်ရဲ့ဤပညာအထောက်ပံ့တရှိကို ရလိုက်တာကလည်းစေုပ်စုအတွက်အသက်ရှူပေါက်ခြောင်သွားစေတဲ့အချက်တစ်ချက်ပါ။ဒါပေမဲ့အဲ့ဒီဟာကအဲ့ဒီအချက်ကတကယ်ပဲအဓိကအကြဆုံးအားသာချက်ကြီးဖြစ်နေသလားအဲ့ဒါလို့ဟုတ်မဟုတ်ဆိုတာကတော့စဉ်းစားချင့်ကြေစရာတွေစောင့်ကြည့်စရာတွေအများကြီးရှိပါသေးတယ် တရုတ်ဟာစစ်အုပ်စုဘက်ကိုခြေစုံပစ်ပြီးတော့ရက်လိုက်ပြီလို့အခုထိပြောလို့မရသေးဘူးလို့ထင်ပါတယ်တော်လိုင်းအောင်မြင်ချင်လို့ရှိရင်သူများကိုပဲအပြစ်တင်နေမဲ့အစားကိုလုတ်ဆရာရှိတာတွေကိုကိုလုတ်ကြရမှာပါစစ်အုပ်စုဘက်ကပြန်ဖိလာတာပြန်တိုက်လာတာတွေကိုကြည့်လို့ရှိရင်အဲ့ဓာတွေကိုကြည့်ပြီးတော့စိတ်သက်ကြတဲ့သူတွေအများပြားရှိကြပါတယ်ဒါပေမဲ့စစ်အုပ်စုရဲ့တံမြန်ထိုးစစ်တွေထဲကနေပြီးတော့တော်လိုင်းရေးအတွက် သင်္ကန်းစာယူစရာအချက်ကိုမြင်ရပါတယ်တော်လန်ရေးအတွက်သင်္ကန်းစာကောင်းတရက်ကိုမြင်ရပါတယ်တော်လန်ရေးအတွက်ဖူးတန်နဲ့အချက်ပေးခေါင်းလုံးတန်ကိုကြားလိုက်ရပါတယ်အဲ့ဒါကတော့တော်လန်ရေးကိုတယောက်တစ်ပေါက်လုံနေလို့ကတော့အောင်ပွဲရဖို့လွယ်မှာမဟုတ်ဘူးဆိုတော့အချက်ပေးခေါင်းလုံးတန်မှာညီညွတ်ကြဖို့တပ်ပေါင်းစုဖွဲ့ဖို့မဖြစ်မနေလိုအပ်လာပြီဆိုတော့သတိပေးခေါင်းလုံးတန်မှာအရင်ကဆိုလို့ရှိရင်တော်လန်ရေးကမကြခင်အောင်တော့မှာပဲဆိုပြီးတော့စိတ်ကြီးဝင်ခဲ့ကြတဲ့သူတွေဘဝင်မြင့်ခဲ့ကြတဲ့သူတွေတချို့ရှိပါတယ် တချို့ကဆိုလို့ရှိရင် KIA နဲ့ NUG ပေါင်းတိုက်ရုံနဲ့တော်လိုင်းကြီးတက်လို့အောင်မြင်တော့မယ်လို့ထင်ကြတဲ့သူတွေတောင်ရှိကြပါတယ်။ဒါမျိုးတွေကအောက်ခြေမှာရှိတယ်လို့အထက်ပိုင်းမှာလည်းထင်တဲ့သူတွေကထင်ကြပါတယ်။အဲ့ဒါလို့ထင်နေကြတော့ဘသူနဲ့မှတပ်ပေါင်းစုဖွဲ့နေကြမလို့ငါတို့ဘာသာတိုက်မယ်လို့တွေးကြပါတယ်။ငါတို့တိုက်လို့နိုင်လို့ရှိရင်ငါတို့ကဝေးစုများများရလိမ့်မယ်လို့တွေးကြပါတယ်။ ်ငါတို့တိုက်လို့ငါတို့နိုင်လို့ရှိရင်မတိုက်တဲ့သူတွေကငါတို့စီမံရာနာခံကြရလိမ့်မယ်လို့တွေးကြပါတယ်အဲ့ဒီအတွေ့အဲ့ဒီအမြင်ဟာတပ်ပေါင်းစုဖွဲ့ရေးကိုအကြီးကျယ်အဟန့်အတားဖြစ်စေခဲ့ပါတယ်စစ်အာဏာရှင်ကိုအဖွဲ့တိုင်းကဖြုတ်ချခြင်းကြပါတယ်အနိုင်တိုက်ခြင်းကြပါတယ်ဒါပေမဲ့ငါတို့အဖွဲ့ကခေါင်းဆောင်ပြီးတော့နိုင်လိုက်တဲ့ဆိုတာမျိုးကိုပဲဖြစ်ချင်းနေကြတဲ့သူတွေကအများစုရွာတော်လိုင်းရေးအောင်မြင်ရင်ငါတို့ကခေါင်းဆောင်ဆိုတာမျိုး ဖြစ်ချင်းနေကြတာပါရှေးရေးကိုအများကြီးကြိုတွေးပြီးတော့ နေရာကြုံမှန်းနေကြပါတယ်ကြုံပြီးတော့ဗိုလ်လူနေကြပါတယ်အဲ့တော့အားကောင်းတဲ့လူနေနေလောက်နဲ့ပေါင်းပြီးတော့အားသိမကြီးသေးတဲ့အသေးလေးတွေကတပေါင်းစုစကားပြောလာလို့ရှိရင်ခါချကျင်တဲ့သူတွေကခါချခဲ့ကြပါတယ်တပေါင်းစုစကားလာပြောရင်ကိုပဲသူတို့စီကဝေစုလာတောင်းတယ်လို့လို့တန်တရားမျက်လုံးနဲ့ကြည့်တဲ့သူတွေကကြည့်ခဲ့ကြပါတယ်ဟိုကောင်တွေကအဖွဲသေးတယ်အေးမလုံးနဲ့သူတို့မပါလဲဘာမှမဖြစ်ဘူးလို့ သဘောထားသူတချို့ရှိတယ်လို့ဟိုကောင်တွေကငါတို့စကားနားမထောင်ဘူးနောက်မှပြဿနာရှိနိုင်တယ်ကြီးထွားခွင့်မပေးနဲ့အခုကလေးကနှိမ်ထားဆိုတဲ့သဘောထားမျိုးတွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်ဟိုကောင်တွေကတော့ငါတို့နဲ့အယူဝါဒမတူဘူးသူတို့ကိုကြီးထွားခွင့်မပေးနဲ့ဆိုတဲ့သဘောထားမျိုးကိုလည်းမြင်ခဲ့ကြားခဲ့ရပါတယ်ဒါတွေဟာတော်လန်ရေးတုတ္တလူငါတမင်းအတွေ့ခေါ်တွေပါအခုတော့အဲ့ဒါလိုဘဝင်မြင့်လို့မရတော့ပါဘူးကြီးများနေလို့လည်းမရတော့ပါဘူးပေါ့မလားသိမလား တခုခုကိုရွေးရမယ်အချိန်ရောက်လာပါပြီ။ပေါင်းကျင် တက်ပေါင်းစုဖွဲ့ကြရပါမယ်။တက်ပေါင်းစုဖွဲ့ဖို့လုပ်ငန်းစဉ်ကိုစကြရပါမယ်။ဒါမှမဟုတ်မပေါင်းကျင်ဘူးကို့အဖွဲ့နဲ့ကို ကို့မာနနဲ့ကိုကို့အကျိုးစီးပွားနဲ့ကိုပဲရကြမယ်ဆိုလို့ရှိရင်လည်းရပါတယ်။အဲ့ဒါဆိုရင်တော့တဖွဲ့စီကို့အဖွဲ့နဲ့ကိုနေပြီးတော့တဖွဲ့ပြီးတဖွဲ့အသေးခံကြရမယ်လမ်းကြောင်းစီကိုရောက်ပါလိမ့်မယ်။တက်ပေါင်းစုဖွဲ့ပါဖွဲ့ပါလို့မင်းတို့ကတော့ပြောတာလွယ်တယ် တကယ်တမ်းလောက်ရတာကခက်တယ်လို့တချို့ကပြောကြပါတယ်မှန်ပါတယ်တက်ပေါင်းစုဖွဲ့ရတာမလွယ်ပါဘူးအခက်အခဲအများကြီးရှိပါတယ်တစ်ဖွဲ့နဲ့တစ်ဖွဲ့အကျိုးစီးပွားမတူပါဘူးယက်တီချက်မတူကြပါဘူးလက်ဝက်လက်ရာနိုင်ငံရေးအမြင်မတူကြပါဘူးအဲ့ဒါကြောင့်ပေါင်းရေးဟာခက်ပါတယ်ခက်တယ်ဆိုပေမဲ့လုံးလို့မရနိုင်တဲ့အရာတော့မဟုတ်ပါဘူးလုံးကိုလုံးရမယ့်အရာပါမလုံးချင်ဘူးလားမလုံးချင်လည်းဖြစ်ပါတယ်မလုံးချင်တော့တစ်ဖွဲ့ချင်းစီအသေးခံကြရပါမယ်တစ်ဖွဲ့ချင်းစီကိုစေအောင်စုကကောက်စားပါလိမ့်မ တဖွဲ့ပြီးတဖွဲ့ကောက်စားပါလိမ့်မယ်အဲ့လိုတဖွဲ့ပြီးတဖွဲ့ကောက်စားမဲ့ဘေးအန္တရာယ်ကိုဘယ်အဖွဲ့မှတဖွဲ့ကောင်းရုံထွက်တော့မရနိုင်ပါဘူးစေအုပ်စုအပြန်ကြည်လာလို့ရှိရင်အကုန်လုံးအစားခံရမှာပါဘယ်အဖွဲ့ကိုမှချမ်းသာပေးမှာမဟုတ်ပါဘူးကုံကုံပြောရလို့ရှိရင်စေအုပ်စုခေါင်းပြန်ထူလာနိုင်လို့ရှိရင်စစ်နိုင်နေပါတယ်ဆိုရဲအေးအေးလဲတဖွဲ့တည်းတောက်မခံနိုင်ပါဘူးအဲ့ဒီချက်ပို့ပြီးတော့ထိထိရရပြောရမယ်ဆိုလို့ရှိရင် UWSA ဝပီသွေးစီညီညွတ်ရေးတက်မတော့လဲတောင့်ခံပြီးတော့ကြံမနေနိုင်ပါဘူးကြံတဲ့သူတွေကိုရှင်းပြီးလို့ရှိရင်ဝကိုရှင်းကိုရှင်းပါပါစစ်မတိုက်ပဲထိုင်ကြည့်နေကြတာပါကျွန်တော်တို့ကဂျားနေတွေပါဆိုတဲ့ရှမ်းတောင်ရှမ်းမြောက်အဖွဲ့ကိုလည်းချမ်းသာပေးမှာမဟုတ်ပါဘူးစစ်အုပ်စုရဲ့ပြည်တွင်းစစ်ရဲစဲရေးဆိုတာအဲ့ဒါပါအရင်တော့ကလောက်ခဲ့တယ်လို့မျိုးငေးချမ်းရေးယူမယ်အပြည့်ရလို့ရှိရင် စီးပွားရေးလေးလှုပ်ခွင့်ပေးလိုက်မယ်ငါတို့ကတော့အေးစစ်စစ်ချမ်းချမ်းသာသာ နေခွင့်ရလိုက်အောင်မယ်လို့တချို့စိတ်ကူးရင်နေတဲ့သူတွေရှိချင်ရှိပါလိမ့်မယ်အဲ့ဒီစိတ်ကူးရဲ့အိမ်မက်တွေဟာဒီနေ့ခေတ်ဒီနေ့အချိန်တွေမှာအလုတ်ဖြစ်ဖို့တိတ်မရှိတော့ပါဘူးအချောင်သမားဝါရအတွက်စေအုပ်စုကအရင်လိုတကားဖွင့်ပေးမှာမဟုတ်တော့ပါဘူးစေအုပ်စုကသူတို့ကိုယ်တိုင်ရေးထားတဲ့2008အခြေခံဥပဒေအောက်ကစစ်တပိုင်းအရက်သားတပိုင်းအစိုးရကိုတောင်းမှဖြတ်ပြီးတော့အာဏာသိမ်းလိုက်ခရေက လက်နက်ကင်တပ်ဖွဲ့အားလုံးကိုဒီဒီချိန်မှာအပြတ်ချေမှုမှုရည်မှန်းချက်ရှိပြီးသားပါကျွန်တော်တို့တိုင်းပြည်မှာလက်နက်ကင်တော်လှန်ရေးအဖွဲ့တွေအများကြီးရှိပါတယ်အဲ့ဒီအဖွဲ့တွေအားလုံးတညီတညွတ်ထဲဝိုက်တိုက်ရဲဆရာနာရှင်စနစ်ကိုဖြိုချနိုင်မဲ့အခွင့်ကောင်းအခြေအနေကောင်းတွေအများကြီးရှိခဲ့ပါတယ်ဒီနေ့အချိန်မှာလည်းရှိနေပါသေးတယ်ဒီနေ့အချိန်တွေဟာတော်လှန်ရေးအောင်မြင်ဖို့အတွက်အခြေအနေကောင်းတွေအများကြီးရထားတဲ့အခြေအနေပါငယ်တဲ့လူ ကြီးတဲ့လူဆိုပြီးတော့ခွဲခြားနိုင်မယ်ဆိုရင်တော့အလုပ်ဖြစ်မှာမဟုတ်ပါဘူး။အမေရိကန်လူနဲ့တရုတ်လူမပေါင်းမှုဆိုတာမျိုးလုပ်နေလို့ရှိရင်လည်းအောင်မြင်မှာမဟုတ်ပါဘူး။လက်ဝဲသမားနဲ့လက်ရသမားခွဲခြားနိုင်မယ်ဆိုလို့ရှိရင်လည်းရှစ်ဆက်တိုးနိုင်မှာမဟုတ်ပါဘူး။ဒီနေ့အချိန်ဟာကြီးများနေရမယ့်အချိန်မဟုတ်ပါဘူး။စစ်အာဏာရှင်ကိုဆန့်ကျင်သူမှန်သမျှပေါင်းစည်းညီညွတ်ကြရမယ့်အချိန်မှာတော်လိုင်းရဲ့အဖွဲ့အချင်းချင်းအကြမ်းမှာကိုပဲတချို့လူတွေမှာရန်ညိုးရန်စရှိကြပါတယ်။တချို့လူတွေမှာ မတူညီတဲ့အကျိုးစီးပွားတွေရှိကြပါတယ်တချို့လူတွေမှာနယ်မြေအငင်းပွားမှုတွေရှိကြပါတယ်တချို့လူတွေမှာတယံဇာတပြိပခါတွေရှိကြပါတယ်အဲ့ဒါတွေအားလုံးကိုယာယီခဏဘေးချထားပြီးတော့မပေါင်းမဖြစ်ပေါင်းကြရမယ်အချိန်မှာပြည်သူလူထုရဲ့မျက်နှာကိုထောက်ထားပြီးတော့ကိုယ်အချင်းချင်းအကြာကမတူကွဲပြားမှုတွေပြိပခါတွေကိုမေ့ထားကြရမယ်အချိန်မှာကိုယ်မာနာတွေကိုရှော့ချပြီးတော့လူမျိုးပေါင်းစုံပြည်သူလူထုကြီးရဲ့မျက်နှာကိုကြည့်ကြရမယ်အချိန်မှာ ရှေ့ရက်မှာအသက်ပေးပြီးတော့တိုက်နေကြတဲ့လူငယ်တွေတော်လှန်ရေးသမားတွေရဲ့မျက်နှာကိုထောက်ထားပြီးတော့မရရတဲ့နီးနဲ့မဖြစ်ဖြစ်တဲ့နီးနဲ့ပေါင်းချရမယ့်အချိန်မှာကြာဆုံးသွားတဲ့လူငယ်တော်လှန်ရေးသမားတွေရဲ့မျက်နှာကိုထောက်ထားပြီးတော့ခေါင်းဆောင်ကြီးတွေကကိုကျိုးစွန့်အနစ်နာခံဥပပေါင်းချရမယ့်အချိန်မှာပေါင်းမို့ကိုဘာလို့အတင်းအာဓမနှိုးစော်တိုက်တွန်းနေရသလဲဆိုတော့ရှင်းရှင်းလေးပါမပေါင်းရင်အလုံးတေကြတော့မှာမို့ပါရွေးစရာလမ်းက နှစ်လမ်းပဲရှိပါတယ်။ပေါင်းကြမလား။အသိခံကြမလား။ဒါပါပဲ။